ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သစ်ຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုဖော်ဆောင်မှုရည်မှန်းချက်ချင်းတူကြရင် PDF တွင်လက်နက်ချဖို့စကောင်းဆောင်ပြောဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုပေါ်ဆောင်မှုရည်မှန်းချက်ချင်းတူကြရင် PDF တွေအပါအဝင်လက်နက်ကင်တွေလက်နက်ချဖို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ် ဒီဇင်ဘာလ3ရက်နေ့ဒီကနေ့မနက်ပိုင်းမှာမန္တလေးတိုင်းပြည်ဝင်လင်းမြို့မှာပြုလုပ်တဲ့စစ်တပ်ကတူဗိုလ်လောင်တင်တန်းအပတ်စဉ်69တင်တန်းဆင်ပွဲမှာသူကအခုလိုထည့်သွင်းပြောဆိုလိုက်တာပါလက်နက်ကင်လန်းစင်တွေနဲ့ဖြည့်ဆင်းမှုကြိုးပမ်းမှုဟာနှစ်ပေါင်း80ကျော်ကြာတဲ့အထိမြစ်တီရလက်မှာထွက်မလာတော့ကိုတင်ကန်းစာယူဖို့လိုကြောင်း ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကိုင်လက်ဆင်ကြဖြစ်တယ်ဆိုတာအမှန်တမ်းရှုမြင်မှုအချိန်ကျနေပြီဖြစ်ကြောင်းဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံနေပြည်ထောင်စုတည်ဆောင်ရေးကိုဖော်ဆောင်မှုကြီးမားချက်တူကြရင်ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီး PDF အပါအဝင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ဥပဒေပါအတွင်းဝင်ရောက်လာကြဖို့ကြိုးစို့ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းထည့်သွင်းပြောကြားလိုကြဆိုကပြောပါတယ်ဒါအပြင်တဖက်မှာလည်းနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကိုလက်ညှိုးထိုးပြီး NCA မှာလက်မှတ်ရေးထိုးခဲ့ကြသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစုဟန ရှိထားပြီးသားကတိကဝတ်တွေကိုချိုးဖောက်ပြီးငင်းချင်ရေးလမ်းကြောင်းကိုတွေ့ဖက်မှုတွေပြုလုပ်ခဲ့ကြတယ်လို့သူကဆိုပါတယ်။စစ်ကောင်းဆောင်ကပြည်ဦးလင်ကိုရရှိနေတာကြောင့်မြို့တွင်းမြို့ပြင်နဲ့ဆက်ဆက်လမ်းမိုက်တွေအလုံးမှာစစ်အင်အားအများပြားနဲ့လုံခြုံရေးသုံးမြင့်ထားတယ်လို့မြို့ကန်တွေထံကသိရပါတယ်။မလာခင်ကလေးကတက်တွေရောကြောက်တက်နေတဲ့အရာစီတွေရောအကုန်လုံးုံရေးပို့ထားတယ်။မန္တလေးပြည်ဦးလင်လမ်းမိုင်းမရရနောင်ချုံရဲ့ဆက်တွေအထင်းလုံးုံရေးချထားပါတယ်လို့ပြည်ဦးလင်တက်နေတဲ့ဤစက်တဲ့မျိုးကတအူးကပြောပါတယ်။ စစ်ကောင်းဆောင်ဟာဒီဇင်ဘာလ9ရက်မှာစီနီးပညာတက္ကသိုလ်အပတ်စဉ်29တင်းနဲ့ဆင်းမွေးကိုဆက်လက်တရားမှာဖြစ်ပြီးအဲ့ဒီနေ့အထိပြည်ဦးလွင်စစ်တက္ကသိုလ်အတွင်းစီ၎င်းတဲခိုရစစ်တပ်အခေါ်အိမ်တော်မှာဆက်လက်နေထိုင်မှာဖြစ်တယ်လို့အထက်မှမြို့ကန်ထံမှသိရှိရပါတယ်ဆလဘင်းရခိုင်ပြည်နယ်အတွင်းစီ14မြို့နယ်အပါအဝင် တိုင်းပြည်သုံးနိုင်စီစစ်စခန်းများကိုပါအေအေထိန်းချုပ်ထားဆွဲတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။အာရခတက်တော်အေအေသည်ရခိုင်ပြည်နယ်မြို့ရင်းတိုက်ပွဲများမှာအာရခတက်တော်အေအေသည်ရခိုင်ပြည်နယ်တိုင်းတိုက်ပွဲအတွင်မြို့နယ်၁၄မြို့နယ်အထိတင်ယူပြီးထိစက်နယ်မြေများကိုပါစစ်ရေးချက်ထွင်လာနေကြောင်းသိရပါတယ်။စစ်ကောင်မရှင်ကစစ်တွေမှန်အောင်နေကြဖြူသုံးမြို့နယ်ကိုသာထိန်းချုပ်ထားနိုင်ပြီးရွေးကောက်ပွဲကျင်းပမယ်လို့ထုတ်ပြန်ထားသည့်ကြဖြူမှာစစ်ရေးပြင်းထန်လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်နဲ့ထိစပ်နေသည့်ပဲခူးတိုင်းမကွေးတိုင်းအေယံဝတီတိုင်းနဲ့စစ်ကောင်မရှိရင်စစ်စခန်းကြီးအချို့ကို AA ကထိချုပ်ထားတယ်လို့ ISP မြန်မာကဖော်ပြထားပါတယ်။ပဲခူးတိုင်းနဲ့မကွေးတိုင်းတွေကကမဆတွေကို AA ကချင်းချောက်လာတာချင်းချောက်လာတာတော့အမှန်မင်းတိမ်မို့ဖြစ်နိုင်နေမဖြစ်နိုင်ဘူးဆိုတာနောက်ထောင် အဲ့ဒီနေရာတွေအထိတိုက်ပွဲဖြစ်လာနိုင်တာကစစ်တပ်ကိုတုံ့လုံစေတာပဲလို့သတင်းရှင်မြစ်ကပြောပါတယ်။ဘကိုတန်အတွင်းစီညောင်ကျိုစခန်း၄တောင်းတောင်းတချောနေကာကွယ်ရေးပစ္စည်းစံယုံကမ္မစာ၁၆အင်းကာကင်စခန်းကုန်းပွဲချောင်တုံ့လုံစခန်းတို့ကိုအေအေကတိမ်မိုက်ထားပြီးညောင်ချီတောင်းနဲ့ဆင်လန်းကြားမှာလည်းစစ်ကောင်မရှင်ကခန့်စစ်စခန်းများပြင်နေရကြောင်းဒေသခံသတင်းရှင်မြစ်များထံမှသိရှိရပါတယ်။ ခွေတိုင်အတွင်းနရက်ကံဖြူဟာကွန်တောင်ဝါရှိအဓိကကာကင်စခန်းအလုံးဒီပါမှလည်းအေအေးတယုံချင်းကိုခံနေရပြီးပင်မဖြူဟာကိုရှိပေမစ်စကွန်ပြင်တပ်သားများထံရှိခါနေခရမ်းများပို့ဆောင်ရန်ခက်ခဲနေကြောင်းသိရပါတယ်။ဒါအပြင်အေယာဝတီတိုင်းရေကြီးအမြောက်သက်၃လေးလေးအနီးရှိကာကင်မြောင်လေးမျက်နှာမြို့နယ်ရှိဆက်ဆက်ရွရွာနေတဲနှုကုံတို့ရှိကာကင်စခန်းနှစ်ခုထပ်မင်းကိုအေအေးကထိ ंछ ုပ်ထားပြီးဖြစ်ကြောင်းသိရပါတယ်။ ဆမ်းမြအပြည့်ရမှုကိုအခွင့်ရေးယူ၍ရခိုင်ပြည်နယ်အတွင်းလေကြောင်းတိုက်ခတ်မှုများပြုလုပ်ကောင်းစိတ်အင်အားတိုးချဲ့လာပေမယ့်အေအေးထင်းထုံနယ်မြေများကိုပြန်လည်ရယူနိုင်ခြင်းမရှိသေးပါဘူးရှင်။ဆလဘင်စစ်သား80ဝန်းကျင်တင်ဆောင်ခဲ့သည့်ခင်ဦးနိုင်ပွဲမှာတင်ဆက်ရရှိခဲ့သည့်လက်နက်ခဲယံများကိုတော်လန်ရေးရဲဘော်များထံသို့ဂွန်ပြူချင်းမြင့်စွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည် အကြမ်းစစ်တမ်းမှာစစ်သားဝင်းကျင်တည်ဆုံးခဲ့သည့်ခင်ဦးနိုင်ပွဲမှာတင်စီညာစီခဲ့သည့်လက်နက်ခဲယမ်းများကိုတော်လရဲရဲဘော်များထံသို့ဂုံပြူချင်းမြင့်လိုက်ကြောင်းခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမှတော်လရဲတရင်ရှင်မြက်ကပြောဆိုပါသည် ဒီဇင်ဘာလနေ့ရက်နေ့ခင်ဦးမျိုးနေမြို့နယ်ပကဖားကတိုက်ပွဲတွင်တင်စီရမိသည့်ဆက်လက်နက်များအနက်မှ MA1 တနက်ဆက်လက်နဲ့ G3 တနက်လေးလက်အပါအဝင်စုစုပေါင်းတနက်ဆက်လေးလက်ကိုတိုက်နယ်ပကဖားနှင့် UG ပကဖားများကိုအတိအမှတ်ပြုဂုံပြုချင်းမြင့်ပေးရသောသိရပါသည်။တိုက်ပွဲမှာရတဲ့လက်နက်ခဲရဲနဲ့စစ်တုံးပစ္စည်းတွေကိုခွဲဝေပေးတာပါလို့ခီဦးမြွနဲ့ပကဖားမှသတင်းရှင်းမြစ်ကပြောဆိုပါတယ်။ နိုဝင်ဘာလ23ရက်နေ့မွန်လွယ်7နာရီခန့်မှာခင်ဦးမြွနယ်မုံလာကျေးရွာအတွင်းလေးရကြာရာကြီးတွေ့ဆဲထိုင်ချထားသည့်အကြမ်းမဲ့စစ်တပ်ကပြင်းထန်ပြူစောတိရွာသွင်းအင်အား180ခန့်ဖြင့်ထွက်ခွာလာစဉ်တော်လရဲတပ်များကဈာပြက်တိုက်ခိုက်ခဲ့ပြီးရဲနိုင်ပွဲအတွင်းစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြတ်သွားခဲ့ပါသည်။၎င်းတိုက်ပွဲအတွင်းစစ်သား80ဝန်းကျင်သေဆုံးကလက်နက်29လမ်းနဲ့ခရယံများတင်စီရရှိခဲ့ကြောင်းသိရပါသည်။ တောင်လရင်ရဲဘော်များထံသို့စစ်လက်နက်ပစ္စည်းများပေးရပွဲသို့မြို့နယ်ပကဖတာဝန်ခံပကဖဒုတာဝန်ခံအင်အားစုဖွဲ့မှုလက်ချင်းရေးတာဝန်ခံစစ်လက်နက်တာဝန်ခံကုကေတာဝန်ခံ ဆက်ရွယ်ရေးတာဝန်ခံသတင်းတာဝန်ခံပကပဗန္နာရင်ပကပဂျုံအဖွဲ့အမှုနှင့်ပကပတက်စိတ်မှုတို့မှအတီးတီကွန်ပျူချင်းမြစ်ပြရခဲ့၍တိုင်းနယ်သေးတိုင်းနယ်နှင့်တိုင်းနယ်သုံးတိုင်းနယ်လင်းတိုင်းနယ်ငါပကပခေါင်းဆောင်ဒူကောင်းဆောင်နှင့်အဖွဲ့များ UG ပကပခေါင်းဆောင်များနှင့်အဖွဲ့များတက်ဆိုင်ကပကပရဲဘော်များမှအတီးတီလက်ခံရယူခဲ့ကြောင်းသိရပါသည် ခင်ဦးမြို့နယ်အတွင်းတော်လှန်ရေးတပ်များကတိုက်ခတ်ချိန်မုန်းခဲ့သည့်စစ်တပ်စစ်ကြောင်းမှကံမလူမျိုးနယ်မှာနီးပြူဟာ33နှင့်ခမာယာ130တင်ကံမလူပြူစောထိပ်များဖြင့်စုဖွဲ့ထားခြင်းဖြစ်ပြီးရင်းစစ်ကြောင်းကိုအမတ်နှစ်ရှူဖို့ခရိုင်အမတ်သုံးတရင်ခင်ဦးမြို့နယ်ပကဖားတိုင်နယ်တင်တိုင်နယ်နှင့်တိုင်နယ်သုံးတိုင်နယ်လင်းတိုင်နယ်ငါပကဖားများခင်ဦးမြို့နယ်ပလာဖောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်ဆက်လက်ပြီးစစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်လျင် အစိုးရတက်တက်လာပြီးနောက်နေ့ပြုတ်ကြမည်ဟုစံဖတ်ပါသည့်ဥက္ကရာခင်ရေးပြောဆက်တင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်အကြမ်းတ်စစ်တမ်းနဲ့မပူပေါင်းမဆောင်ရွက်နိုင်လျင်အစိုးရတက်တက်လာပြီးနောက်နေ့ပြုတ်ကြမည်ဖြစ်ကြောင်းစံဖတ်ပါသည့်ဥက္ကရာခင်ရေးကပြောဆိုလိုက်ပါသည်နိုဝင်ဘာလ29ရက်နေ့ပတ်သိမ်မြို့မှာကျင်းမပြုလို့တီချက်ဖို့ပါတဲ့မဲဆွယ်စီယုံပွဲမှာချက်ဖို့ခင်ကြီးကထုတ်ထုတ်ပြောဆိုလာခြင်းဖြစ်ပါတယ် ရွေးကောက်ပွဲမှာဆန္ဒမဲပေးရမှာစစ်တပ်နဲ့အစင်မြေတီပါတီကိုသာမဲပေးရမည်ဖြစ်ကြောင်းစစ်တပ်နဲ့အစင်မပြေသည့်အစိုးရတက်မှတက်လာပြီးနောက်တနေ့မှပြုတ်ချသွားမည်ဖြစ်ကြောင်းထို့ကြောင့်စစ်တပ်နဲ့အစင်မြေတီပါတီကိုစံထား၍ရွေးချယ်ရမည်ဖြစ်ကြောင်းစစ်ဖွဲ့ခင်ကပြောဆိုပါတယ် အစိုးရတက်ကတက်မတော်နဲ့ကြောချင်းကရင်ချင်းကမဆောင်ရွက်နိုင်မှုဆိုရင်ဒေသတွင်ဒီအစိုးရနောက်နေပြုတ်ကြမှာဒါကိုစံထားပြီးရွှေရမယ်။တိုင်းပြည်ပြည်လဲထူထောင်ရေးမှာအသွေးကြုံရှိတဲ့အဖွဲ့အစည်းမျိုးလောက်ဖူးကံမှုတဲ့လူမျိုးလူတဲ့ဟုစံဖူးခင်ကြီးကပြောဆိုပါတယ်။စစ်တပ်ကရွေးကောက်ပွဲလုပ်ရန်အချိန်နှီးကဏ္ဍတည်နေအမြောက်စစ်ကောင်းဆောင်မင်းအောင်လိုင်းလဲရွေးကောက်ပွဲမှာစစ်တပ်နဲ့တဟဆာနာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုတော့မြေပိရွေးချယ်ရန်ဒီဇင်ဘာလ၃ရက်နေ့ပြည်ဦးလင်စင်ဝန်ထမ်းများနဲ့တွေ့ဆုံစဉ်တရားဝင်ပေါ်ပေါ်တင်တင်ဖိအားပေးပြောဆိုလာပါတယ်။ ဆန္ဒမဲများပင်ရမှာတမ်းပြင်းတဲ့ဒေတာအကျိုးကိုဆောင်ရွက်နိုင်သူဒုသဝင်အရေးတုံမကိုလိုင်းနာဆောင်ထိန်နိုင်သူစစ်တပ်ကနိုင်ငံတော်တည်တဲ့၍တည်ရှိနေမိအခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်တာကြောင့်စစ်တပ်နဲ့တဟဆာနာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ဆန္ဒမဲပေးရန်လိုအပ်ကြောင်းမြန်အောင်လိုင်းကပြောဆိုခဲ့ပါသေးရှင်စလပင်စင်ကူးမြို့နယ်ညောင်ဝင်းရွာကိုစစ်တကားလေရင်ပြေပုံချက်တိုက်ခိုက်မှုပြည်သူတအုပ်တည်ဆုံးပြီးကလင်းငယ်တအုပ်အပအဝင်၄ဦးထိခိုက်ဒဏ်ရာရဆက်တရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ် မန္တလေးတိုင်းစင်ကူးမြို့နယ်ညောင်ဝန်းရွာကအကြမ်းမတ်စစ်တပ်ကလေရင်ပြစ်ပုံးချက်တိုက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်သေဆုံးပြီးကလေးငယ်တအုပ်အပါအဝင်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစင်ကူးမြို့နယ်ပကဖားသတင်းတာဝန်ခံကိုတမ်းမဏိကပြောဆိုပါတယ်ဒီဇင်ဘာလ2ရက်နေ့မှာစင်ကူးမြို့နယ်ညောင်ဝင်းကျွာကိုအကြမ်းမတ်စစ်တပ်၏တပ်အုပ်လေးတပ်မှတက်လာသည့်ကြက်ဖိုက်တာတစ်စီးကလေကြောင်းတိုက်ခတ်မှုတစ်ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရပါသည် အကြမ်းမတ်စစ်တပ်၏လေကြောင်းတိုက်ခတ်မှုအတွင်အသက်35နှစ်အရွယ်အမျိုးသားတအူးသေဆုံးခဲ့ပြီးအသက်70နှစ်အရွယ်ကလေးငယ်တအူးအပါအဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိကောင်နေအိမ်နှလုံးလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည်စင်ကူးမြို့နယ်ညောင်ဝန်းကျေးရွာကိုတရအူးလေတက်ကတက်လာတဲ့ဇက်ပိုင်တာကလေးချောင်းတက်ခတ်မှုတစ်ကြိမ်ပြုလုပ်သွားတာအသက်35နှစ်အရွယ်အမျိုးသားတအူးသေဆုံးတဲ့10နှစ်အရွယ်ကလေးငယ်တအူးကပါဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိတဲ့ ။နောက်ပြီးနေအဆောက်အုံနှလုံးလဲပြည့်စည်သွားတယ်လို့စင်ကူးမြို့နယ်ပကဖသတင်းတာဝန်ခံကိုတမ်းမဏိကပြောဆိုပါတယ်။အလားတူနိုဝင်ဘာလ28ရက်နေ့ကလည်းစင်ကူးမြို့နယ်မှာစစ်ဆောင်ပြည်သူများနေထိုင်သည့်ဝါယုံကုန်းကျေးရွာ၊ဖုန်ကြီးကျောင်း၊ပင်လယ်ကျေးရွာ၊စပင်ရိုးရွာနဲ့ ြင်းပင်ရွာတို့ကိုအကြမ်းမဲ့စစ်တပ်ကလေရင်ပြေပုံးကျတိုက်ခိုက်ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးခဲ့ကြောင်းဒါအပြင်နိုဝင်ဘာလ9ရက်နေ့နဲ့12ရက်နေ့ကလည်းအကြမ်းမဲ့စစ်တပ်ကဆွေမျိုးဆောင်ပြည်သူများနေထိုင်သည့်စင်ကူးမြို့နယ်မာလင်းရွာစတင်ကျောင်းနှင့်ပြည်သူချင်းရွာစတင်ကျောင်းတွေကိုလေရင်ပြေပုံးကျတိုက်ခိုက်ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ရှင်။